ရာသီဥတုကအေးလာပြီဆိုတော့အေးအေးမမိအောင်ခရီးဆိုင်ပါ။အေးအေးမိသွားပြီဆိုရင်လည်းအဲ့ဒါကိုဘယ်လိုစောင့်ရှောက်ရမလဲဘယ်လိုကောင်းအောင်ပြန်လုပ်ရမလဲဆိုတာကိုဆရာ့လန်နာတွေအင်္ဂလိပ်လိုတိတော်အောင်ရေးတောင်ဆရာသင်ပေးဦးမှာပဲဖြစ်ပါတယ်။အဲ့တော့ကြည့်လိုက်ရအောင်ဘယ်လိုရေးရမလဲဆိုတော့ဒီ paragraph မျိုးစာကို process paragraph လို့ခေါ်တယ်။တစိမ်မျိုးတစိမ်ဘာလို့ပါဘာလို့ပါလို့ပြောတယ် paragraph မျိုးဒါကို process paragraph ကိုဆရာသုံးရက်သင်ပေးတယ်။ paragraph မျိုးစာရင်လည်းရင်းနှီးကြောင်းဝင်ဖို့အဲ့တော့ဒီမှာရှိတဲ့ vocabulary တွေနော်ဒီမှာကိုတီးပြီးသား vocabulary လည်းပါတယ်။အော်ပြီးတော့ကိုမသိတဲ့အသစ်ကိုလည်းဆရာထပ်ပြီးထည့်ပေးထားတယ်။အဲ့ဒါမှ ဟိုမတိတာတွေပဲဆိုတော့လည်းစိတ်ညစ်မယ်တိပိသားဆိုတော့လည်း vocabulary vocabulary အတင်မရလိုက်ဘူးဖြစ်မယ်ဒါကြောင့်အဲ့လိုမျိုးလေးစီစဉ်ပေးထားတဲ့ sorry writing series ကိုတခြားလေးလေ့လာမယ်ဆိုလို့ရှိရင်ကိုယ်က writing တာမကောက်ဘူး speaking တွေရောတခြားအပိုင်းတွေမှာတိုးတက်လာမှာပါအဲ့တော့ဆရာတခြားလေးသင်ပေးမယ်အချက်လောက်ကြည့်လိုက်ပါအောင်နော်ဘာတွေရရမလဲဆိုတော့ကြည့်လိုက်အောင်တင်အေးမိတဲ့ခါလေးတင်ကတင့်ကိုတင်ခယူဆိုင်ရမယ်အဲ့တော့အင်္ဂလိပ်လိုဘယ်လိုရေးမလဲပထမအဦးဆုံးကောင်းစွာအားယူပါလို့မှသာခန္ဓာကိုယ်ကပြန်တက်တာလာမှာပါနောက်ပြီးတော့တင့်လေချောင်းကိုတက်တောင့်တက်တာရှိနေဖို့ရင်းနှွေးတောက်ပါ ပြီးရင်ရင်နွေးငွေရှူပါနော်မသိရ meaning လေးလေးရှိနေတယ်ခချို့ကသိချင်တယ်လို့လည်းမသိရလေးရှိတတ်တယ်အဲ့ခါလေးရှင်းလင်းတော့တင်ပြမှာဖြစ်တယ်လေးစိမ်းပြောချင်တာလေးအေးကိုရှောင်းပါဒီအဆင့်တွေကိုလိုက်နာခြင်းဖြင့်တင်ပိုကောင်းလာပါလိမ့်မယ်နော်ပမာလိုကတော့တိတ်ခက်ခဲတဲ့ဟာမဟုတ်ဘူးအင်္ဂလိပ်လိုလက်တွေ့ပြောဖို့အတွက်ဆိုင်းလက်နာရေးအစင်းသင်းဖြစ်ပြီလားအစင်းသင်းဖြစ်တဲ့ဆိုရင်ဗီဒီယိုလေးကိုရက်ပြီးတော့ခုပေါက်ရေးကြည့်လို့ရပါပြီမရသေးဘူးဆိုတော့ဆရာရေးပြရအောင်တခြားလေးကြည့်ပါနှုတ်ရေးပါဒီ CV ကိုပုံမှန်လေးစုံတဲ့အထိလေ့လာသွားမယ်ဆိုရင်ဆိုင်းလက်နာအတွက်အများကြီးအကျိုးရှိမှာဖြစ်ပါတယ်အင်္ဂလိပ်လိုပြောတာယုံကြည်မှုရှိရှိပြောဖို့ဆိုတာက vocabulary ကအတိတွေရောအများကြီးစုဆောင်းရပါတယ်ပြောချင်တာက confidence is practice ပါပဲယုံကြည်မှုဆိုတာလေ့ကျင့်မှုပါပဲဆိုတော့နေ့တိုင်းလေ့ကျင့်ဖို့ဒါအကြံပေးချင်ပါတယ်သင်အေးအေးမိတဲ့အခါအခါသည်ဒေါ်အခါတို့ဒဲအခါတို့ဒီအင်္ဂလိပ်လိုရေးလဲဆိုရင် one နဲ့ရေးပါတယ်1 one နောက်မှာ subject လာရဲသင်ဆိုတော့ you အေးမိရဲဆိုလည်းမသိမှတ်ထားလဲပါ one you get a cold လို့ခေါ်တယ်အဲ့တော့ one you get a cold သင်အေးမိတဲ့အခါမှာဒါတစ်ပိုင်းအဓိကပိုင်းလာမယ် သင်္ခါသင်ကိုသင်ခယူဆိုင်ရပါမယ်တဲ့သင်္ခါဆိုတော့ you subject ပြီးသွားပြီ verb ကိုသွား verb မှာရှိတယ်နောက်ဆုံးမှာရှိတယ်ရမယ်လုံးရမယ်ဆိုတာ modal verb ဖြစ်တဲ့ must ကိုသုံးရတယ်ခယူဆိုင်တာဘယ်လိုခေါ်လဲဆိုရင် take care of ဒါခယူဆိုင်တယ်လို့ခေါ်တယ်ဘာလို့ခယူဆိုင်ရမှာလဲသင်ကိုသင်သင်ကိုသင်ဟောတိလားမသိရင်မှတ်လိုက်ပါအောင် yourself you must take care of yourself ပထမအဦးဆုံးကောင်းစွာအနာယူပါဟိုအေးမိနေပြီဆိုရင်တော့နံပါတ်1အဆင့်လောက်ရမယ်အဆင့်ကကောင်းစွာအနာယူရပါမယ် ပထမဆုံးဆို first comma ကောင်းစွာအနားယူပါကောင်းစွာရအနားယူပါရဒါပါ paragraph မျိုးလဲဆိုရင် process paragraph ဒီများသောအဖြစ်စပ်ပြတ်မပါဘဲနဲ့ imperative လို့ခေါ်တဲ့ verb တွေနဲ့စာလေးရှိတယ်သင်ကိုပဲညွှန်းညွှန်းချင်တာဆိုပေမဲ့ခိုင်းလိုက်တာအဲ့လိုလှုပ်လိုက်ပါထားလိုက်ပါထိုင်လိုက်ပါဒီလိုဟာတွေဒီစပ်ပြတ်နဲ့မစပ်ပြတ်နဲ့ဘာနဲ့စာလဲဆိုရင် verb နဲ့စာရယ်နောက်ဆုံးအလုံးအနားယူတည်ဆိုတာဒီဒါ verb ဖြစ်တယ် verb နဲ့စာရင်အနားယူတည်ဒီအနားယူပါဖြစ်သွားတယ်အနားယူပါလို့ခေါ်လဲဆိုရင် rest ကောင်းစွာဆိုတာပါလဲဆိုရင် well first rest ရွေးကောင်းစွာနားယူပါတို့မှသားတဲ့ဒါဒီ writing scene မှာတင်ပြီးသားခေါင်းထဲမှာပြန်ပေါ်လာလာပေါ်လာရဆိုရင်တော်တယ်ပေါ်မလာအောင်ဆိုရင်လည်းဘာမှမဖြစ်ပြောပြမယ်เนาะတို့မှသားဆိုတော့ so that အဲတင်းခန္ဓာကိုယ်ကပြန်တက်တာလာမှာပါဟုတ်ပြီတင်းရဲ့ခန္ဓာကိုယ်ဆိုတော့ your body subject ပြီးသွားရင်နောက်ဆုံးအဖတ်ကိုသွားဖြစ်လာမှာပါဖြစ်လာပြီးဆိုအနာဂတ်ဖြစ်တဲ့အောင်ဝေယုံတော့မယ်ပြန်တက်တာတော့အင်္ဂလိပ်လိုခေါ်လဲဆိုရင် recover လို့ခေါ်တယ်နော် recover ဆိုတာ နာမကျန်းဖြစ်တဲ့အခြေအနေကနေပြန်တက်လာတာကို recover လို့ခေါ်တယ် your body weight recover နောက်ပြီးတော့ nest ဒါပေါ့နောက်ပြီးတော့ nest တင့်လေချောင်းကိုတက်တောင့်တက်တာရှိနေစေဖို့ရင်းရွေးတောက်ပါရှေးလို့ထဲလာဘာမှဖြစ်ဘူး subject verb ဒီလိုပဲစဉ်းစားမှာဒါပေမဲ့သူကတောက်ပါဆိုရယ်ခိုင်းတဲ့ဟာမျိုးခိုင်းတဲ့ဟာမျိုးဆို subject လို့မလို့ဘာနဲ့စားမလဲ verb verb မှာရှိလေစာကြောင်းရဲ့နောက်ဆုံးမှာရှိတယ်တောက်ပါဆိုတာဘာလို့တောက်မလဲဆို drink ဘာလို့တောက်ရမှာလဲအတောက်ခံမဲ့ object လာမယ်ရင်းရွေးကိုတောက်မယ်ဆိုတော့ one water drain one water ဒီရွက်ချက်တွေပါလာပါတာပေါ့တက်တောင့်တက်တာရှိနေစေဖို့တင်းလက်ချောင်းလက်ချောင်းကိုတက်တောင့်တက်တာရှိနေစေဖို့เนาะအဲ့တော့2ဖို့ဆိုရင်တူသွားရရှိနေစေတယ်ဆိုတာရှိနေအောင်ထိမ့်သိမ်းထားရဆိုတဲ့ပုံစံနဲ့ရေးရတာအဲ့တော့အဲ့ဒါဘယ်လိုသုံးရလဲဆိုတော့ keep object adjective ဆိုတဲ့ပုံစံနဲ့သုံးရတယ်ထိမ့်သိမ်းခံရမှာလက်ချောင်းဆိုတော့ you are throat လို meaning နဲ့ throat တို့ keep တို့ဒါရင်မသိဘူးဆိုရင်ခါးရအောင်ကြက်လိုက်နော်ဟို နေတိုင်းပုံမှန်လေးကြက်သွားလိုက်ဟိုအမှုမဲ့အမှတ်မဲ့မနေနဲ့ဘယ်ရမှာစိုးအဲ့တော့ခိပြီးတော့ပြုတ်မင်းရဲ့လက်ချောင်းကိုထားပါဘလို့ထားရမလဲတက်တောင့်တက်တာရှိအောင်ထားပါဆိုတော့ comfortable comfortable ဆိုတာပြလဲတက်တောင့်တက်တာရှိတော့ key object adjective အဲ့ဆိုရင်ဘာကိုဘလို့ထားပါဆိုတဲ့အဓိပ္ပာယ်လေးရတယ်เนาะအမ keep your room tidy keep ထားပါ your room တဲ့အခန်းကို tidy တည်တောက်အောင်ထားပါ tidy ဆိုတဲ့ adjective လေးထည့်လိုက်တယ်အဲ့လိုမျိုးလေးရေးရတဲ့ပုံစံမျိုး ပြီးတော့ဆိုတော့ then ရေနွင်းွေရှူပါရေနွင်းွေရှူပါဘာဝင်ရေးမလဲနောက်ဆုံးအခိုင်းတဲ့ဘက်ကိုရေးရေးမလဲခုနဆရာပြောထားတယ် breathe ရေနွင်းွေတော့ဘယ်လိုခေါ်လဲဆိုရင်အဲ one steam ပါနော် stem steam ဆိုတာရေငွေ့လို့ဒီလိုထွက်တယ်1ကနွေးတော်ငွေ့ရေနွင်းငွေ့ breathe one steam လေစိမ့်လေအေးကိုရှောင်ပါခဏတာနေ object ရှောင်ပါဆိုရင်ခိုင်းတဲ့ဘက်ကိုရေးရေး avoid အေးတဲ့လေဆိုတော့ cold air ုတ်ပြီဒီအစင်များကိုလိုက်နာခြင်းဖြင့်ဒါသုံးရရှိပြီဒါလေးကိုရေးနေရနော် by following the steps ဒီအစင်များလိုက်နာခြင်းကိုကောမတင်ပူကောင်းလာပါလိမ့်မယ်တင်စွာယူပူကောင်းလာတာ better ဒါ adjective ဖြစ်တယ် adjective degree to adjective ကိုကကောင်းလာ better ပူကောင်းလာပူကောင်းတာမှာလာလေးဖြစ်ခြင်း adjective ကိုဓာတ်နဲ့သုံးရတယ် you get better လက်ညီပါတော့ဝေထက်ထက် you will get better ဒီပိုကောင်းလာပါလိမ့်မယ်။ Okay အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်အေးမီရဲ့လူတယောက်ကိုအင်္ဂလိပ်လိုအထာကြကြပါတော့။ဘယ်လိုလေးပြောပြမလဲဆိုတော့ဆရာသင်ပေးခဲ့ပြီးဖြစ်ပါရဲ့။ဆရာလန်နာတွေအတွက်အကျိုးရှိမယ်လို့ပြောလင်းပါရဲ့။ဆရာပြောခဲ့တဲ့လိုပဲဆရာဆရာလန်နာတွေရဲ့အင်္ဂလိပ်စာကိုယုံကြည်မှုရှိရှိနဲ့ပြောနိုင်စေခြင်းနဲ့ရေးနိုင်စေခြင်းပါရဲ့။အဲ့တော့နေ့တိုင်းပြောနိုင်ရေးနိုင်ဖို့ဆိုရင်အလေးချင်းလိုအပ်ပါလေ။အလေးချင်းဆိုတာလဲဟိုနှစ်ရှည်စီမံကိန်းမဟုတ်ဘူးနော်။ဘာသာစကားဆိုတာနှစ်တော်အတွင်းမှာအာယုံစူးဆိုက်ပြီးလေ့ကျင့်မယ်ဆိုရင်နှစ်ပိုင်းအတွင်းမှာပဲလုံးဝရမယ်။ scale တစ်ခုဖြစ်ပါတယ်အဲ့တော့ဆိုင်လိုင်းလိုင်းနေတိုင်းစူးစမ်းလေ့ကျင့်ကြပါ fighting မှာ